ီချိန်ဒီကာလလေးမှာကျွန်တော်တို့ဒီဟိုနှစ်ဖက်တော့ဟိုဒီလက်နက်ကင်ထားတော့ညီကိုမောင်နှမများအားလုံးဟိုဒီကာလလေးပေါ့ဒီကာလလေးမှာခဏလေးဒီပြည်လဲကဲစေကြီးအခြေလေးနောက်ပြီးခင်ချင်းလေးမှာအခက်ခဲလေးတိခတ်ပေးစေချင်ပါလား ကျွန်တော်တို့ကအခုလက်ရှိဒီငလင်းဖြစ်ပေါ်ပြီးနောက်ပိုင်းမှာအဲကျွန်တော်တို့ကျွန်တော်တို့တွေရောအကြီးအကဲတွေရောပေါ့နော်ကျွန်တော်တို့ငလင်းတည်နေပတ်သက်ပြီးတော့ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကဟိုအားလုံးကိုနိုင်ငံသားတွေပဲလေအဲဒီကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့လူမျိုးပါတာမရွေ့အားလုံးဒီကိုနိုင်ငံသားတွေပဲဆိုတော့ဒီလိုပဲကျွန်တော်ခံယူပါတယ်အဲ့တော့အရှင်းပြောရင်ကျွန်တော်ပြည်နေမှာမဟုတ်ဘူးကျွန်တော်တို့ဟိုလက်လမ်းမမီတဲ့နေရာတွေမှာဟိုဖြစ်ပေါ်ရတဲ့အရာတွေလည်းဒါကျွန်တော်တို့အားလုံးတည်ဆုံး ထိခိုက်ဒဏ်ရာပျက်စီးဆုံးရှုံးမှုတွေလာကျွန်တော်တို့ဟိုထပ်တူခံစားထပ်တူခံစားကျွန်တော်လည်းအများကြီးဝမ်းနည်းမိပါတယ်အဲ့တော့ကျွန်တော်တို့အကြီးအကဲတွေကအရေးပေါ်အစည်းအဝေးချက်ချင်းခေါ်ယူပြီးတော့လက်ဆိုင်ရာအရာရှိတွေစုပေါင်းပြီးတော့ကျွန်တော်တို့တက်လန်ကြလောက်အလူငွေတွေကျွန်တော်တို့ထည့်ဝင်ဖို့ကျွန်တော်တို့စုဆောင်ပါတယ်အဲစုဆောင်ပြီးတော့ကျွန်တော်တို့ဒီနိုင်ငံတော်ဘက်ကတာဝန်ရှိသူတွေဘက်ကလည်းကျွန်တော်တို့ကအောက်ချက်တဲတဲ့ဘွေနေနဲ့အဲကျွန်တော်တို့ပါဝင်လူတန်းတာတွေလုပ်ခဲ့တယ်လို့ကျွန်တော်တို့အလက်ရှိဒီဟို ်ကျွန်တော်ဒေတာကကျွန်တော်ကယ်ဆယ်ရေးဖွဲ့တွေမြေပြင်ကိုသွားရောက်တာတွေရှိတယ်ကျွန်တော်တို့ကြတော့လုပ်ငန်းမအားလက်လို့ကျွန်တော်တို့အမျိုးမျိုးကြောင့်ကျွန်တော်တို့မသွားဖြစ်တာတွေအတွက်ကိုကျွန်တော်တို့မြေပြင်မှာကျွန်တော်တို့ကုစားသွားသေးတဲ့ရာဟိတအဖွဲ့တွေရှိတယ်အဲ့ဒီအဖွဲ့တွေကိုလည်းကျွန်တော်တို့နောက်ကလိုအပ်တဲ့ပတ်မှုတွေကျွန်တော်တို့စီစဉ်ဆောင်ပေးပါတယ်လက်ရှိမြေပြင်မှာလည်းသူတို့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကျွန်တော်တို့အချိန်နဲ့တပြေးညီတင်ပြတာအချိန်မှာကျွန်တော်တို့ကလည်းအဲ့ဒီအမှုပေးနိုင်ဖို့အဲ့လိုအဲ့လိုပနာပနာမှကျွန်တော်ကယ်ဆယ်ဖွဲ့တွေကယ်ဆယ်ဖွဲ့တွေသွားတယ် အဒုတိယကျွန်တော်ဒုတိယတုပ်ကျွန်တော်ထပ်လွတ်ပါပြီခုနကတုပ်ကကြတော့ကျွန်တော်တို့ပြည်နေရာခြားတိုင်းအပိုင်းပေါ့ပြည်နေရာခြားတိုင်းအပိုင်းမှာလည်းခုနအများကြီးလိုအပ်တာရှိပါတယ်ရှိပါတယ်ဆိုတော့ဒါဟိုနောက်အဲ့ကြတော့ဟိုအဓိကတော့ကျွန်တော်မြင်ရခုနကဒါပဲကျွန်တော်တို့လက်ရှိဒီမြေရောက်သွားကျွန်တော်လူတွေဘေးဖို့တဲ့ပတ်တန်တော့ပေါ့ရဆိုလို့ရှိရင်ကျွန်တော်ပြည်စီဆုံးရှုံးမှုတွေကဟိုအထင်မှမထားတော့အောင်လုံးဝဆုတ်အပ်သွားပြီးတော့မှအရန်ဝမ်းနေကြည့်ကြရအောင်ကောင်းတော့အောင် ဟိုမြင်တွေ့နေရတယ်အဲ့ဒီနောက်ဆက်တွဲမှာလည်းအများကြီးကျွန်တော်တို့တက်နိုင်တယ်လို့ပေါ့ကျွန်တော်တို့ကကျွန်တော်နိုင်တဲ့အားနဲ့တက်နိုင်တယ်လို့ပတ်ဖို့ကူညီဆုံးဖြတ်တော့အဲလက်ရှိကတော့ကျွန်တော်တို့ဒီမြောက်တီကကေစေးအဖွဲ့ကတော့ဒါ ဟိုကျွန်တော်တို့ ਨੇ တက်ဆိုင်ကြီးကျွန်တော်တို့တက်ဖွဲ့ ਨੇ ဒါရိုက်တက်ဆိုင်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့မြို့ကိုကိုစားပြုပြီးသွားတဲ့ကေဇေးဖွဲ့တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းအပြည်သူတွေကပြည်သူပါပဲကျွန်တော်တို့ကဒီ uniform ကြီးဖယ်လိုက်ရင်ကျွန်တော်တို့ကပြည်သူပါပဲဆိုတော့ကျွန်တော်တို့ကလည်းပြည်သူလို့ပဲကျွန်တော်တို့ခံယူထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြို့ကသွားတဲ့ဒေသခံကျွန်တော်တို့ကျွန်တော်တို့မလုပ်နိုင်တဲ့အလုပ်ကိုသွားလုပ်နေတဲ့အဖွဲ့ဟုတ်တော့အားဖြစ်ကူညီပေးရမှာကျွန်တော်တို့ရဲ့တာဝန်ပေါ့နော်လက်ရှိကေဇေးဖွဲ့တွေကတော့ခုလက်ရှိမန္တလေး ဟိုရောက်ရှိပြီးတော့မှလက်ရှိကယ်ဆယ်ရေးတွေဒါသူတို့လုပ်နေတာသုံးလေးရရှိပါပြီအဲ့တော့အဲ့မှာလေခုနကလိုအပ်တယ်ခုနကဒီနေ့ဆိုလဲ ်သူတို့လိုအပ်တဲ့ဒီဖောက်ဆက်ပေါ့နော်အုံနေရဖောက်တဲ့ဆက်တွေဆိုတာဘတ်၃သိန်းခွဲလောက်ရှိတယ်။ Okay ရတယ်ကျွန်တော်တို့ဘာဖြစ်အာမအာမကျော်နဲ့လုတ်ချရှိတာလုံအနောက်ကတော့ကျွန်တော်မရှိလဲတခုခုစီစဉ်ပြီးတော့ကျွန်တော်ရအောင်ပို့ပေးမယ်ဆိုတော့ကျွန်တော်တို့အားဖြည့်ထားပါတယ်။ဒါဆိုတော့အရှိတအသွားတဲ့လူတွေကတခုခုလိုရတာရှိစိတ်အားငယ်ပြီးတော့မှလောက်ဆန်တင်းနေရပါဆိုတော့ကျွန်တော်တို့လည်းဒီမှာရှိသမျှအရာရှိတွေစုစုပြီးတော့ကျွန်တော်တို့အကုန်လုံးကျွန်တော်အထက်အကြီးကြီးတွေလည်းကျွန်တော်တင်ပြလူကြီးတွေကလည်းဒါလည်းပတ်သက်ပြီးချက်ချင်းချက်ချင်းဆောင်ရွက်ပေးပါတယ်။အဲ့တော့အဲ့ဒီအတွက်လည်းကျွန်တော်တို့အရှိမသွားတဲ့ဘက်တွေအားရှိအောင်ကျွန်တော်တို့ဆက်ပြီးတော့မှပူညီပံ့ပိုးပြီးတော့ဆောင်ရွက်နေတာရှိတယ်။ ကျွန်တော်တို့ဒီနိုင်ငံတော်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတော်တာဝန်ရှိသူတွေဘက်မှာလည်းဟိုဘက်မှာလည်းဟိုအများကြီးအပေါင်းတော့60ဆရာတွေရှိတဲ့အတွက်ကျွန်တော်တို့အုပ်ချက်သေးတဲ့ဘက်နေနဲ့လည်းကျွန်တော်တို့တပ်ဖွဲ့အရာရှိတွေအစုပေါင်းပြီးတော့ကျွန်တော်တို့အလူငွေသိန်း3000ကျော်ကျွန်တော်တို့ဟိုလူတန်းလာတာတခုရှိပါတယ်ဒီဘက်မှာလည်းမြေပြင်မှာတကယ်ဆင်းနေတယ်ကျွန်တော်ပြည်သူလက်ဝယ်အဲကျွန်တော်တို့အဓိကရောက်ရှိရေးအတွက်ကိုလည်းကျွန်တော်တို့ဒုတိယ plan အနေနဲ့ကျွန်တော်တို့ချမှတ်ပြီးတော့ဒါပြည်သူလက်ဝယ်ကိုလည်းဒါကျွန်တော်တို့တပိုင်းထည့်ပေးနေတာလည်းရှိပါတယ် နော်တော့ဒီအချိန်နေမှာတော့ကျွန်တော်အမြင်ပေါ့ဗျာဒီအချိန်နေမှာတော့လက်ရှိကတော့ဟိုအားလုံးအားလုံးတော့လက်နက်ကင်အားလုံးဒီအပြည်သူကိုမျက်နှာမူပြီးတော့မယ်ဟိုကျွန်တော်တို့လောက်ကင်နေကြတာရှိပါတာရှိပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့ကတော့သုံးသက်ချက်ဆိုတာထက်ကိုမေတ္တာရက်ခံနေတာပါမေတ္တာရက်ခံနေတယ်ဆိုတော့ဒီချိန်ဒီကာလလေးမှာကျွန်တော်တို့ဒီအားလုံးလက်ရှိမြေပြင်မှာတကယ်ဖြစ်ပေါ်နေတဲ့ ပြည်သူရဲ့ခံစားချက်ကိုကျွန်တော်တို့ရင်ထဲမှာခဏထည့်ပြီးတော့နှစ်ဖက်ပေါ့နှစ်ဖက်စလုံးပေါ့မျှဝေပြီးတော့ခံစားပြီးကြတယ်ဆိုရင်ကျွန်တော်ဘက်ကကုနာကခိတခဏလေးပေါ့ခိတခဏเนาะကျွန်တော်ဘက်ကကုနာကတော့ဟိုလက်ရှိအားလုံးတကူတီချက်ကူတီချက်တွေရှိကြတာပဲဒါပေမဲ့ဒီချိန်လေးမှာဟိုခဏလေးတီးခံပေးစီချင်ပါတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ကဒီကင်စေးတွားတဲ့လူတွေအဖို့ကလည်းအခက်အခဲတွေရှိနိုင်တယ်လို့ကျွန်တော်မြေပြင်မှာလာရောက်တဲ့နိုင်ငံတီးတီးကတကယ်လာကူတဲ့လူတွေအတွက်လည်း ဟိုဟိုတိုးဆုပ်စရာလေးတွေနည်းနည်းဖြစ်သွားနိုင်တာလေးဖြစ်တဲ့အတွက်ကျွန်တော်နှစ်ပတ်စလုံးကိုကျွန်တော်ဒီနေရာလေးမြတ်တရားခံနေတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့အမြင်ရောဗောဗျာကျွန်တော်အမြင်ကတော့လက်ရှိအနေအထားတစ်ခုကတော့ဟိုညီမယူရတကြံတော့ဒါနှစ်တိုင်းမှာ လူတိုင်းကအားခဲရကြတဲ့အရာဗောနော်နေဟောင်းအညစ်ကြေကိုနှစ်တိမှာဆို ဆုတ်ပစ်ပြီးတော့မှတစ်ဖက်ဟိုကိုကူးတာပေါ့ဒါကတော့ဟိုအရင်ရင်လက်ထက်တုန်းကလည်းဒါအရှင်းပြောရင်းမြမယူရအသားရချမ်းကိုမြမရှင်ခြေဖူးနဲ့ညီအဲဆင်းနွဲပြီးတော့မှတစ်တုပ်ပူပြောင်းကြတာများပါတယ်အဲ့တော့ခုနလိုပဲဒါကျွန်တော်တို့ကဒီအသားရချမ်းကိုခုနလိုဟုတ်လားဟိုကြီးမာတော့စတေးပြတ်ဟိုပြောဝဲရှင်ပွဲမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ခုနကနှစ်တစ်ကိုကူးတဲ့အချိန်မှာညင်ညင်သာသာလေးနဲ့ကျွန်တော်တို့အဲဒီဘက်ကဟုတ်လားဟိုပျက်စီးဆုံးရှုံးသွားတဲ့ ်မမိသားစုတွေအတွက်ဝတ်ပြုစုပေါင်းပေးခြင်းကျွန်တော်နှစ်သက်ကိုတက်လာမပလီပူပေါင်းပေးခြင်းအဲအဲ့လိုနဲ့ပဲကျွန်တော်တို့ကခုနစုညံပေါ်ဟစ်ခုံပေါက်နေတဲ့အရာတွေမလုပ်ဘဲနဲ့ကျွန်တော်ကိုချင်းစာတရားလေးနဲ့တစ်ဖက်ကပူလောင်မှုတွေချုပ်တွေးနေရတဲ့လူတွေပေါ်မှာကိုချင်းစာတရားထားပြီးတော့အဲကျွန်တော်တို့ဒီဒီဘက်အနှစ်သက်ကိုကူးစီချင်တာပေါ့နော် ့အဓိကတော့လည်းဟိုဘောတည်င်းအပိုင်းတော့လက်ရှိတာတော့ဟိုနိုင်ငံတော်ဘက်ကနဲ့ဆိုင်တာပေါ့နော်အဲဒီပုံမှာလည်းခုနကမှန်ကန်တဲ့တည်င်းအချက်လက်ဟိုပြည်သူ့လက်ဝယ်ရရှိရတော့ဒါအမှန်အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲအဲတို့တော့ခုနကလို့ပေါ့အဲ့ဒီမှာလည်းအဲခုနကလိုတာထက်ဟိုချက်ကားပြီးတော့ဟိုလှုပ်လာမဲ့ဥစ္စာတွေကိုလည်းနည်းနည်းဟိုစိုးရိမ်စရာလေးတွေတချို့တွေရှိကောင်းရှိမှာပါအဲကြောင့်ဒီလိုပဲတုံ့တက်ပါတယ် င်ကျွန်တော်ကတော့လက်ရှိတွေ့ပါတယ်ကျွန်တော်ဒီဟိုညီနာမမဲသုံးဖွဲ့ဆိုလဲဒါနလာတာအပြည့်ရက်ဖို့အဲကြော်ညာထားတယ်လည်းတွေ့ပါတယ်အဲထို့ဒီ၎င်းပဲအဲကျွန်တော်ကတော့ဟိုကျွန်တော်တို့ကတော့အရှင်းပြောလို့ရှိရင်ဟိုဘာမှတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ကတော့ကျွန်တော်ပြည်နယ်အဲအတွက်ကိုပဲကျွန်တော်တို့တတ်နိုင်တယ်လို့ကျွန်တော်တို့တတ်နိုင်တဲ့စွာအားနဲ့ကျွန်တော်တို့လုပ်ပေးနေတဲ့လက်နက်ကအဖွဲ့ငယ်လေးတစ်ဖွဲ့ပါပဲတို့တော့ကျွန်တော်ကတော့ဟို မေတ္တာရခဏပါနော်မေတ္တာရခဏမေတ္တာရခဏတောင်းပန်တာပါကျွန်တော်မေတ္တာကတောင်းပန်တာဒီစီဒီကာလလေးမှာကျွန်တော်တို့ဒီဟိုနှစ်ဖက်တော့ဟိုဒီလက်နဲ့ကြိုက်ထားတော့ညီကိုမောင်နှမများအားလုံးဟိုဒီကာလလေးပေါ့ဒီကာလလေးမှာခဏလေးဒီပြက်လေကဲစေကြီးအချိန်လေးနောက်ပြီးခင်ချိန်လေးမှာအခါတလေးတီးခတ်ပေးစီချင်ပါလားဘာလို့ဆိုအားလုံးပေါ့နော်ရှင်းပြောရင်ဟိုပူစေးတော့ကရောက်နေတဲ့ဒီလိုကျွန်တော်ဆိုရင်ဒီဟိုဖုံးဒီဟိုကြည့်ဖို့တော့မှအားမရှိတော့တဲ့အနေအထားမျိုးလောက်ထိဖြစ်တယ် ဒါကြောင့်လို့ဆိုတော့ဟိုပြလိုက်တိုင်းအနေထားရေဟိုနေနဲ့ပူစင်းတော့ကကုချင်းစားတယ်ဗျာကျွန်တော်တို့ကုချင်းစားတယ်အားလုံးကလူသားတွေပဲကုချင်းစားတွေကထားတက်ရတော့ကျွန်တော်နိုင်ငံအေးချမ်းပါပါအဓိကတော့ဒီဟိုရှင်းရှင်းပြောရင်ဟိုလောလောဆယ်ကာလပေါ့ဗျာဒီတလတန်ဖလတန်ဒီဖလတန်ဒီဒီကယ်ဆယ်အချိန်လေးပေါ့ကယ်ဆယ်အချိန်လေးမှာကြတော့ဒီကယ်ဆယ်သွားတဲ့အဲဒီကိုတွေလည်းသူတို့လည်းကြီးလန်းစားနဲ့အလုပ်လုပ်နေရတာလည်းရှိတယ်ကျွန်တော်တို့ဒီစကိုင်းမက်ဆိုလည်းဟိုသွားချင်းကြတယ်ဗျာသွားချင်းကြတယ်ဒါပေမဲ့အေးချမ်းမှာလည်းတော့သူ တို့တော့တရင်ကြရတဲ့ MRO တိုက်ပွဲတွေဖြစ်တဲ့အဲဟိုအဲ့လိုမျိုးပေါ့နော်လူစုံကြုံတွေ့ရတဲ့ခါကျတော့ကေစီလည်းသူတို့လည်းအသက်နဲ့ပြီးနော်သူတို့လည်းရှိမလူတွေကဲကျင်တော့လည်းကိုယ်မှလည်းအသက်နဲ့ဆိုတော့အဲ့လိုမရောက်ခဲ့တဲ့ခါကျတော့ပြည်သူတွေပဲနေနာတော့ဗျာအဲ့တော့ဆိုလိုရင်းကအားလုံးတော့ကြော်တီးရတဲ့မြေတရက်ခံနေပါတယ်ဟိုခိတခဏလေးတီးခံပေးစေချင်ပါတယ်ဗျာ